သေပြီးဘယ်ဘဝသွားမယ်လို့ဘယ်သူသိသောတပန်ဖြစ်ရင်တော့သေးကြတဲ့အပေမကြဘူးအဲ့ဒါပြောလို့ရပြီနော်သောတပန်မဖြစ်သေးသမျှတော့အပေတကားဆိုတာဟင်းလင်းပါပဲချိန်မရွေးကြသွားနိုင်တယ်နော်ချိန်မရွေးကြသွားနိုင်တယ်အဲ့တော့ဘယ်ဘဝသွားမယ်မှမသိဘူးအေးတချို့တွေကလည်းအေးသေလို့မကြွရင်လည်းပဲသားတွေသမီးတွေကကုသိုလ်လို့အမြဝေတာတုခေါ်ရင်တော့လည်းချွတ်သွားမှာပါလေလို့ခပ်ပေါ့ပေါ့လေးကြွတယ်အဲ့ဒီဘဝရောက်ရင်တော်တာပေါ့ငရဲကြမယ် တာတုခေါ်လို့ရသေးလားတိရစ္ဆာန်ဘွားရောက်မယ်မရတော့ဘူးเนาะမရတော့ဘူးပိတ်တာတော်မှเนาะလူနာနီးတဲ့ပိတ်တာမှတာတုခေါ်လို့ရတယ်လူနဲ့ဝဲတဲ့တောတောင်နေမှာခံနေရတဲ့ပိတ်တာတွေဆိုခေါ်လို့မရဘူးလူနဲ့နီးတဲ့ตาဆွဲ သမီးဆွဲပစ္စည်းဆွဲပေါ့အဲ့ပုံကိုယ်တွေကตาသမီးပစ္စည်းရှိတဲ့အနားမှာတလဲလဲဖြစ်နေတာကြံတော့ဒုက္ခတွေလည်းမြင်လာရော တားရသမီးတွေကအမျှဝေတော့မယ်ဒီကုသိုလ်လုပ်တယ်အမျှဝေတော့မယ်ဆိုသူတို့လာကြတယ်သာဓုခေါ်ကြတယ်အဲ့ဒါဆိုရင်တော့ကျွခွင့်ရှိတယ်ပေါ့အဲ့ဒီတခုပဲနော်ကြံတဲ့ဟာမှာကျွခွင့်မရှိဘူးမရှိတဲ့အတွက်ကြောင့်မလို့ဘယ်ဘဝသွားမယ်မသေးကြတဲ့အတွက်နောက်ဘဝကျမှလုံမယ်လို့တော့မတွက်နဲ့နော်ဒီဘဝဒီမြနဲ့ပဲကွယ်ကိုဝကြွေးနဲ့ကိုပဲရှိစီတော့နောက်ဘဝများကြမှမမျှော်နဲ့နောက်ဘဝကဒီဘဝထက်တာဖို့ဆိုတာမလွယ်ဘူးနော် ဘာဖြစ်လို့မလွယ်တာလဲဆိုတော့ဘဝတစ်ခုအတွင်းမှာဖြစ်တဲ့ကုသိုလ်နဲ့အကုသိုလ်ချိန်ဝင်တဲ့ထက်ကြီးဘယ်ဘက်ကများနည်းနည်းလေးกว่ามาล่ะสောက်ทูล่ะสောက်ทูเนาะอกุโตဘက်ကจั่วกูไม่จั่วกูกุโตဘက်ကท้องแตနေเลยมั้ยအဲ့တော့ဘယ်ဘက်ကိုသွားဖို့များเนาะအဘယ်လေးဘက်သွားဖို့များတယ်เนาะဒါကြောင့်မြတ်စွာဘုရားကနခတိကတုတ်တံမှာလက်သေးပြားလေးပေါ်မှာမြေကြီးမုတ်ယူတင်ပြီးတော့လေး จิตသားတို့လည်းငါဘုရားလက်သေးပြပေါ်မြေမုံနဲ့မဟာပထဝီမြေကြီးနဲ့ဘုရားများအာမြတ်စွာဘုရားမနိုင်ရှင်တော့အောင်ကြွားပါလေဘုရားจิตသားတို့အဲ့ဒီဥပမာတိုင်းပဲတဲ့တတဝတွေတတဝတွေသေသွားပြီးတော့ကောင်းရာ ရောက်တဲ့တရားဆိုတာလက်သေးပြပေါ်ကမြေမုံပမာဏလို့အလွန်နဲတယ်တဲ့ဒီအရေအတွက်လို့ပြောတာမဟုတ်ဘူးနော်အဲ့ဒီပမာဏလို့ပဲအလွန်နဲတယ်အပေလေးပါးသွားတဲ့တရားတွေကမဟာပထဝီမြေကြီးလို့ပဲအယမ်းများတယ်တဲ့ ။ဘာဖြစ်လို့လဲဆိုတော့တနေ့တာဖြစ်သွားတဲ့စိတ်တွေကြီးလိုက်နေကုသိုလ်နဲ့အကုသိုလ်ဘယ်သူကများ။ဘက်ဆုံအကုသိုလ်ဘက်ကများနေတာနော်။အဲ့လိုများနေတဲ့အတွက်ကောင်းရမရောက်ဘူးလို့ပြောရမှာမဟုတ်ဘူးနော်။ရောက်တဲ့လူရှိတယ်။တတ္တဝါအလုံးချိန်နိုင်ရင်တော့ရောက်တဲ့လူကဘာဖြစ်လဲ။နဲတယ်